အဲ့မကြခင်မှာယူမယ်လို့တော့နည်းနည်းလေးရောကိုယ့်အနေကိုပေါ့နော်ထင်တာပေါ့နော်ယူမယ်လို့တော့နည်းနည်းလေးရောခံစားရတယ်မမ်မီချီချီဆိုပြီးတော့မြင်ချင်တယ်ဆိုတာလေးပေါ့နော်အဲ့လေးကိုလည်းမြင်လိုက်ရတဲ့အတွက်ကြောင့်မလို့ရန်ဝန်တာရဲ့အမားနဲ့တူရင်မင်းကလေးရောရစီချင်တယ်အမားနဲ့တူလို့ရှင်တော့ဒါလုံးဝအရန်ချစ်စရာကောင်းမဖြစ်အရန်ထက်မြင့်မယ်ပေါ့နော်ဟုတ်အဒီအရွယ်မှာယူထားလို့ရှင်ကိုယ့်ကလေးနေရလုံးဝကွက်တီပဲလေနော်သူ့အသက်ကြီးလာတဲ့အချိန်နဲ့ကိုယ်နဲ့လုံးဝကဘာပတ်လို့ရတာပေါ့ဟုတ်အာဒီ ကိုဝင်လဲထားရဆိုရဲဒီ my daily ကိုပထမဆုံးစတွေ့လိုက်ရတဲ့အချိန်မှာတော့အရင်ဝမ်းတာရယ်ဟုတ်လဲဆိုတော့တတိအရင် interview မှာလည်းပြောခဲ့ပူပါတယ်ဒါလုံးဝဒါမမ်မီချီချီဆိုပြီးတော့မြင်ချင်တယ်ဆိုတာလေးပေါ့နော်အဲ့လေးကိုလည်းမြင်လိုက်ရတဲ့အတွက်ကြောင့်မလို့အရင်ဝမ်းတာရယ်တိတ်မကြခင်မှာယူမယ်လို့တော့နည်းနည်းလေးရောကိုယ့်အနေကိုပေါ့နော်ထင်တာပေါ့နော်ယူမယ်လို့တော့နည်းနည်းလေးရောခံစားရတယ်အဲ့တော့အံ့ဩသွားတာတော့မရှိဘူးဒါပေမဲ့ရတဲ့အချိန်မှာတော့အရင်ဝမ်းတာအမတော်လေးဟုတ်အမကဒီလိုမျိုး live လေးမြင်စေချင်တာကြာပြီပေါ့နော်တချို့တငယ်ချင်းတွေကတော့နှမျောရလို့ပြောရတယ်ဒါပေမဲ့လည်း အာဒီအမဒီအရွယ်မှာယူလာလို့ရှိရင်ကိုယ်ကလေးနဲ့ကလုံးဝကွက်တီပဲလေနော်သူအသက်ကြီးလာတဲ့အချိန်နဲ့ကိုယ်နဲ့လုံးဝကဘာပတ်လို့ရတာပေါ့ဟုတ်အမနဲ့ပတ်သက်လို့ရှိရင်တတိယဒီသမီသားစုလုံးကိုလည်းတတိယအရန်ကိုမှလေးလေးစားရဲဥရောအန်ဂျီယိုဆိုလို့ရှိရင်ချစ်လဲချစ်တယ်ပေါ့နော်အနီဆွေဆိုလို့ရှိရင်လည်းတတိယကိုအရန်ချစ်တယ်အဲ့လိုမျိုးပဲပေါ့နော်ဒီအခုထွက်လာမဲ့ဒီမမီချီချီရဲ့ဒီချီချီမျိုးဆက်လေးပေါ့နော်ချီမျိုးဆက်လေးဆိုလို့ရှိရင်လည်းဒါအရန်ကိုမှ အာချစ်ပေးရမယ်ယောက်ျားလေးပဲမွေးလာမွေးလာမိန်းကလေးလေးပဲမွေးလာမွေးလာပေါ့နော်ဘယ်လိုမျိုးလေးထွက်လာမလဲဆိုတာလေးအပြင်အမနဲ့တူလို့ရှင်တော့ဒါလုံးဝအရန်ချစ်စရာကောင်းမဖြစ်အရန်ထက်မြင့်မယ်ပေါ့နော်ဟုတ်ကိုနဲ့တူရကိုနဲ့တူလို့ရှင်လဲဒါလုံးဝ smack ဖြစ်မယ်ပြီးသွားလို့ရှင်စီးပွားရှာဆိုလို့ရှင်လဲအရန်တော်မယ်ပြီးသွားလို့ရှင်အကူကအရန်ကိုမှ humble ဖြစ်တယ်ပြီးရင်အရန်အာအပြင်မှာဆိုလို့ရှင်အရန်ချင်တာလေးပေါ့နော်စကားပြောတာကြီးအဆာလေးဟုတ်မိန်းကလေးရစီချင်တယ်ဒါလေးရစီအမနဲ့တူမိန်းကလေးတော့ရစီချင်တယ်အမားလည်းတူလို့ရှိရင်ကြာလုံးကပါပမောင်းလေးနဲ့ကွာအရန်ချစ်စရာကောင်းမယ်လို့ထင်တယ် နှစ်ယောက်အဲ့ဆိုဒီကိုတတိလဲနှစ်ယောက်ပဲမွေးထားဆိုတတိမဟုတ်တတိမမေလဲတတိကိုနှစ်ယောက်ပဲမွေးထားဆိုတော့လေအဲ့လိုဆိုတော့နှစ်ယောက်ကတော့ပို့ပြီးတော့အဆင်ပြေမဲ့ထင်တယ်ကလေးလေးအဖော်ရတာပေါ့ဟုတ်အာဘာပြောချင်လဲဆိုတော့အမကဒီအာမမ်မီချီချီလိုက်ဖ်လေးမှာအရန်ဝမ်းတာရဲ့ဒီလိုမျိုးလေးဖြစ်သွားတဲ့အပေါ်မှာလဲပေါ့နော်ဒီထက်မကလည်း အဲသူရဲ့ဒီ vlog တွေအစ်စ်တွေတရားကလေးအမေတွေအတွက်ကိုဒါ vlog တွေလာမယ်လို့ထင်တယ်ပေါ့နော်ဒီမင်္ဂလာဆောင်ဝါဆိုလို့ရှိရင်လည်းဒါမင်္ဂလာဆောင်နဲ့ပတ်သက်တဲ့ vlog တွေအဲလုံးဝဒီလို series တခုတည်းကိုလာဖြစ်တဲ့ကြောင့်အခုဆိုလို့ရှိရင်တော့ဒါကလေးအမေတွေပေါ့နော်အမားနဲ့တူကိုဝင်လွယ်ထားတဲ့ကလေးအမေရှိရဆိုလို့ရှိရင်တော့အဲ့ကလေးအမေတွေကတော့ဒါလုံးဝကိုမအမားရဲ့ vlog တွေကိုကြည့်တင်တယ်လို့ထင်တယ်ဟုတ် အရန်အားကြရတယ်အမြဲတမ်းလည်းပြောပါတယ်အမနဲ့ပတ်သက်လာလို့ရှိရင်တကယ်အဆအဆုံးပေါ့နော်ခေါင်းစားချေဆုံးအမရဲ့ဘဝတစ်ခုလုံးကိုတကယ်အားကြရဖြစ်တဲ့ကြောင့်မလို့အဲသူရဲ့အခုပျော်နေတဲ့ဘဝလေးကိုလည်းပို့ပြီးတော့음နေစီချင်တယ်ပေါ့နော်ဒီဘဝလေးမှာပဲတခြားအဲဒီအရင်ကလိုမျိုးကြည့်ရတီထားရဲနော်ဒီလိုမျိုး life တည်းကနေရုံထွက်သွားပြီးတော့အခုဆိုလို့ရှိရင်လုံးဝကိုတာယာအေဂျင့်နဲ့မိသားစုဘဝလေးရဲပြီးတော့လို့ရှိရင်သူအလုပ်တွေလုပ်တယ်စီးပွားရေးလုပ်တယ်အခုဆိုလဲစိုင်းနေအများကြီးချီရထပ်ပြီးတော့ချက်မယ်ဆိုလဲကြားရဲဆိုတော့လीအမတို့အဲ့ဒါတော့ဝမ်းတာရဲဟုတ် အာကျမကြီးကတော့အမတနာမိသားလေးပဲလို့ဆိုတော့သူလေးချိန်ခံနေဆိုလည်းအငဲလို့တယ်အခုဆိုလို့ရှိရင်မနေ့ကမိုင်းလေးလေးတွေ့လိုက်တာဒီကလေးရသွားပြင်မယ်ပေါ့နော်ဒီ active lifestyle မှာသူဘယ်လိုနေမလဲဒီအာသူ့ရဲ့ဒီ active lifestyle ကိုသူလုံးဝဖျက်မခံအောင်ပေါ့နော်အငဲနဲ့ဒီ weight တွေချမယ်လုံးဝခန္ဓာကိုယ်လက်လာလေးနေမယ်ဆိုတဲ့ပုံမှာလည်းဒါအများကြီးဟိုမှာကြည့်ရအောင်ပဲပြီးအမ weight အများကြီးကျသွားတာကြည့်ပြီးတော့လေဒီအရန်ဝမ်းတာရဲ့အဲ့ဟာပုံမှာလေဘာလို့ဆိုတော့အမဒီမင်္ဂလာဆောင်ဒီ propose လုပ်ဖို့တစတက်လာအောင်ဆိုလို့ရှိရင်ကျတော့အဲ့ဟိုကအင်းအရန်ဝမ်းနေရဆိုပြီးတော့ပြောရပေါ့နော်ဒါမဲ့အခု မင်္ဂလာဆောင်မှာလုံးဝเนาะအခုတို့လည်းတွေ့ရယ်เนาะလုံးဝအမိုက်စားနောက်တစ်ယောက်ပြောင်းသွားသလိုပဲဟုတ်အာအမဒီတမကလည်းအောင်မြင်ပါစေပြီးတော့လို့ရှိရင်ဒီကလေးလေးကိုလည်းဒါလုံးဝအခက်ခဲမရှိဘဲနဲ့လုံးဝဒီချီမျိုးဆက်ရဲ့မျိုးဆက်တဲ့လေးကိုအကောင်းဆုံးမွေးဖောက်နိုင်ပါစေလို့ဆုမွန်ကောင်းတောင်းပေးပါရယ်ဒီကလေးလေးကလည်းလုံးဝယတနာလေးဖြစ်မှာပါဟုတ်ကျေးဇူးတင်ပါတယ်ဟုတ်ဟုတ်ကျေးဇူးပါဟုတ်